ယူဇီလန်ဟော်တယ်မှာကောင်မလေးတယောက်ကိုအပိုင်းပိုင်းဖြတ်ပြီးတော့တက်ဖြတ်မှုလူသက်မှုကတော့အခုနောက်ဆက်တွဲသတင်းတွေထွက်ပေါ်လာတဲ့ကိစ္စနဲ့ပတ်သက်ပြီးတိုင်းကလုံးကပြည်သူတွေကအောင်းအောင်းထိတ်လန့်သွားခဲ့ရပါတယ်။ဘာကြောင့်လဲဆိုတော့အဲ့ဒီမှာလူသက်မှုကျွလွန်ခဲ့တယ်ဆိုရဲအောင်ခန့်ကျော်စိန်ကိုသူက တက်ခဲ့တယ်ဆိုရဲတက်တည်မပြည့်စုံလို့ကိုပြန်လွတ်ပေးလိုက်တာဖြစ်ကြောင်းသတင်းတွေထွက်ပေါ်လာနေတာပါပြည်သူလဲဟိုတဲ့လူသက်မှုကတော့ဒါကျွန်တော်တို့အမှုဖြစ်ပြီးကတည်းကနေပေါ့လေကျွန်တော်တို့ဒီဘယ်လိုပြောရမလဲအဲအဲ့ဒီအောင်ခန့်ဂျော်စင်နဲ့သူရဲ့ကောင်းပါလူကိုဘာလို့လိုက်ပြီးလဲဘယ်လိုမျိုးအမှုတော့ကျွန်တော်တို့ချမှတ်လိုက်ပြီလားအဆရှိဖြစ်ဘာဆိုဘာမှကိုကျွန်တော်အနေနဲ့ဒါတာဝန်ရှိသူတွေကထုတ်ပြန်ခြင်းမရှိခဲ့ဘူးပေါ့လေဆိုတော့အခုတခါမှတော့ အဲကျွန်တော်တို့တင်းတွေထွက်ပေါ်လာတယ်အဲ့ဒါကတော့အောင်ကကျော်စင်ကိုဒါကျွန်တော်တို့ပြန်လှုပ်ပေးလိုက်ပြီပေါ့နော်မန္တကေမှာဆိုရင်အောင်ကကျော်စင်ဟာကျွန်တော်တို့အောက်လန်ကိုလေးလာနေရသူဖြစ်တယ်ပေါ့နော်အသက်18နှစ်အရွယ်လေးနဲ့အပိုင်းပိုင်းနော်ကျွန်တော်တို့မင်းကလေးတယောက်ကိုခုတ်ထိရဲတဲ့အထိဘယ်လိုမျိုးဖြစ်တာလဲနော်ကျွန်တော်တို့အသက်18နှစ်ဆိုရင်ဗျာဟိုဘယ်လိုပြောရမလဲတော်တော်လေးကိုဟိုငယ်ရာကနေကြီးလာခါစပြီးရှိသေးတယ်ပြောရမယ်ဆိုနော်တော်တော်လေးကိုဒါစိတ်ပိုင်းဆိုင်ရာမှာအင်မတန်မှကြောက်ဖို့ကောင်းတယ်နော် ဒီရွယ်လေးနဲ့ဒီလိုလုံနိုင်နေဆိုတာကလေဟိုစဉ်းစားကြည့်ရင်ဒါလွယ်လေးလေးဗျာဘာကြောင့်လဲဆိုတော့တော့အခုခေတ်မှာကမိဘတွေအယောင်ကိုဟိုထိန်းခုမှုအယောင်ကိုလိုအပ်နေပြီအခုသူ့ရဲ့နောက်ွယ်မှာပြောဆိုကြတာကကြတော့ဂိုင်းအကြီးကြီးတစ်ခုရှိတယ်တဲ့အဲ့ဒီကောင်လေးကအိမ်ကပတ်စံမပေးလို့เนาะမိဘတွေပတ်စံတောင်းနေပတ်စံမပေးလို့သူကဗာလဲဆိုတော့ကလီစာတွေကိုရောင်းစားရဲဒါဟိုဘာပေါ့လीဒီအဖွဲစည်းပေါ့ကလီစာတွေကိုရောင်းပြီးတော့ဒီအဲ့လိုမျိုးပတ်စံရှားတာပေါ့เนาะ ဆိုတော့အပိုင်းပိုင်းအခုခုအထစ်ထစ်လုပ်ပြီးတဲ့အခါမှာလေကျွန်တော်အပိုင်းပိုင်းเนาะမျက်နှာပိုင်းပိုင်းညူတာတွေ့တာဘယ်လိုမျိုးကလီစာတွေပါညာเนาะကျွန်တော်အမှုခင်းဆရာဝန်တွေကပြောချချက်ရကျွန်တော်ချတာကဟိုနော်ဒီအသေးတို့အကြောက်ကတ်တို့ဘာလို့မှမတိတော့ဘူးနော်အဲ့ဒီကောင်လေးကရောင်းစားလိုက်တယ်ရောင်းစားလိုက်တယ်လို့အားလုံးကကျွန်တော်ဖတ်ချက်ပေးခဲ့ကြတယ်ပေါ့နော်ဆိုတော့အခုကပြန်လွတ်တယ်ပြန်လွတ်တာဘာကြောင့်လဲဆိုတော့ဟိုသူတက်ခဲ့တဲ့ CCTV မှတ်တမ်းလည်းမရှိသလိုပြီးဒီခါကျတော့ဒီနောက်ွယ်မှာအ ဟိုဘယ်လိုပြောမလဲအရန်ဟိုဒီကိစ္စရှုပ်ထွေးနေလို့ပြန်လှုပ်ပေးလိုက်တဲ့အနေထားမှာရှိကြောင်းပြောဆိုနေကြပြီပေါ့လေဆိုတော့တနိုင်ကလုံးကပြည်သူတွေကတော့ဟိုလိုမျိုးနော်လူသက်မှုကြီးကြီးမားမားကျူးလွန်ခဲ့ပြီးမှဘာလို့ပြန်လှုပ်ပေးလိုက်တာလဲအမှုမှန်ကိုပြည်သူတွေကိုသိချာရှင်းပြပါဆိုပြီးတော့သက်ဆိုင်ရဲ့ရေစကန်ကိုကျွန်တော်အနေနဲ့ဒါကောင်းဆိုကြတာကိုလေတွေးရပြီပေါ့နော်